တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝတိုတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုတက်လိမ့်မယ်ရည်ရည်မြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်က အောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွဲနဲ့နှစ်ရက်နေ့မှာမတော်တဆနေကြယူဆန်ရမယ်အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တဲ့နေ့စရနိုင်တဲ့တဏ္ဍာရီခွဲအတွင်းမှာသွားလာနေထိုင်ကြယူဆန်ရမယ် သုံးရက်နေ့မှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတွတ်တက်မယ်၅ရက်နေ့ကတော့အရာရာအောင်မြင်ခြင်းဆင်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေ့မှာမတော်တဆထိခိုက်မွေနေကယူဆရမယ်ရံပတိဖက်ကလေးနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်ရရှိတတ်တယ်မနဲ့၄နိုင်ခွေနဲ့ 6နိုင်ကြညနေ4နိုင်ခွင်နဲ့6နိုင်ကြကာလနှစ်ခုဟာအသွာလာကျဆက်မယ်အနေထားရှိအခုနေ့နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာခွင့်ချိတ်ကိစ္စတောင်ယူရမခန္ဓာလုံးဝမလုပ်ရဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခုမှအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေအနေနဲ့စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈၃၆ကနန်းနေဂျိုးပေးတယ်။အ내ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရေးထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့ခုချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းချင်းခံဓမ္မကိုရယူပါကျေးဇူးတင်ပါတယ်